ကွာတွက်ပြီးတော့အောင်းပါနော်အဲ့လိုကသိမမြင်ပါဘူးကွာဆက်ရောင်းတော့မကျွမ်းဘူးလေအဲ့ဒါမှ80လား100လားမသိဘူးအဲ့ဒါမြတ်တော့အရန်မြတ်တယ်ပေါ့နော်တည်ရမလားအိမ်ကအိမ်ကလည်းကြိုင်းနာပြီးကွာဆိုတော့တန်တယ်ပေါ့ငါတို့ကမြတ်သွားပြီပေါ့ပြီးလည်းပြောအဲ့တက်ကန်ထောင်ကျော်သွားတယ်အမဆက်ရင်ခွဲသွားပါတော့တခါတည်းအဲ့လိုပဲကာယောင်းတော့လည်းအဲ့လိုပါပဲကို့ဘာသာကိုတွက်ပြီးတော့200လောက်မြတ်တယ်ပေါ့ပြီးလည်းပြောအိုက်ကားထောင်ကျော်ပေါက်နေရပါတော့ဒီမှာအဲ့လို ီနေ့ပေါ့နော်ယိုကိုဟာမားရဲ့အထူးစီရင်ပွဲတော့အာရှိတဲ့အကြောင်းကိုကျွန်တော်လေးလိုက်ရနေဖြစ်ပါတယ်။ကျွန်တော်တို့ယိုကိုဟာမားကနေပြီးတော့မှဒီတကြံအချိုးအထူးစီရင်ပွဲတော့ကိုကျွန်တော်တို့အာဒီ၃လပိုင်း25ကနေပြီးတော့မှနောက်နောက်လပေါ့နော်၁၇ရက်နေ့ live အပ်ပေးတဲ့ customer တွေကိုလည်းကျွန်တော်တို့လက်ဆောင်ပစ္စည်း၅မျိုးလည်းပေးသွားမှာဖြစ်ပါတယ်။ဟုတ်။အာပေါ့နော်အချင်းကတော့ဒီယိုကိုဟာမားကတော့ဆိုင်ရတော့ကျွန်တော်ပေါ့နော်ဝင်းကြီးများရောအာဒီ gate box ဖိုးရှိတက်တယ်မှာ၄ပေါ့နော်ဂိတ်ပေါက်၄၄ရှိတက်တယ်မှာပဲဖွင့်ထားတယ်ယိုကိုဟာမားရှိုးရူမ်မှာပေါ့နော် ဆက်ဒီမှာဆိုပစ္စည်းတွေကလည်းကောင်းပါတယ်ဆက်တော့ပြောလို့အရန်ပေါ့နော်ဒီပေါ့ယိုကွာမောက်အကျံပေးချင်တာတော့အရန်အပေးကြတဲ့ခါကျတော့ပေါ့နော်ပစ္စည်းပို့တဲ့အပေါ်မှာတော့အဲ့လိုနန်းနယ်နေနေပို့စီချင်ပါတယ်အရန်ရောင်းရတယ်သူတို့ကတကယ်ရောင်းရတာဒါအမှန်တမ်းပြောပြရအရန်အဲ့ကြအဲ့လိုပစ္စည်းပူတာတော့မနိုင်တော့တဲ့ထိရောင်းရတယ်ဆိုတော့အဲ့ဒီလိုအဲ့ဒီတရားကိုလက်ဆက်လက်ပြီးတော့ထိမ့်သိမ့်နိုင်ပါစေလို့ဆုတောင်းပေးပါရဟုတ်ကဲ့အချဲဝါအိမ်နေလည်းရောင်းပါတယ်ပြီးလို့ရှိရင်ချဲကားလေးလည်းရောင်းပါတယ်လူစနာကုံလာဝယ်လို့ရပါတယ်ဟုတ်ကဲ့ပါဝါသနာပါအဲ့လိုလေ အဲ့လိုအာရရအဲ့လိုကိုကလူပုံမဖြစ်ချင်ဘူးပေါ့နော်လူပုံမဖြစ်ချင်တော့ပြောချင်တာအဲ့လိုအလုတ်ပေါ့နော်အသက်ရွယ်ရတော့မှဒီအလုတ်စူးစမ်းပြီးတော့လောက်ရတာကိုအဲ့လိုကြိုက်တယ်ပေါ့နော်ဘာလို့ဆိုအသက်ကြီးမှနောင်တမရချင်ဘူးအဲ့ဒါကြောင့်ကောင်းပါတယ်ချင်ရတော့လလုံးဆက်ထီတော့အဲ့လိုအကျိုးပေးပါတယ်ဟုတ်လဲအင်ချမ်းမီရောင်းတာတွေရောအဲ့လိုကားလည်းရောင်းနေအဲ့လိုပေါ့အဆင်ပြေပါတယ်လလုံးဆက်တော့ဟုတ်အမတူးပေါ့နော်အဲ့လိုဘယ်လိုပြောမလဲအမှုပညာကြတော့လေအမှုပညာနဲ့ဒါပေမဲ့ကိုကတော့ချင်ရကိုကြိုက်တဲ့အလုတ်ပဲရွေးလောက်တာဆိုတော့ အာဒီသင်းဆိုတဲ့အလုပ်ကလည်းချက်တကယ်ဝါသနာပါတဲ့အလုပ်ပြီးလို့ချင်းတခြားဒီ HM ရောင်းဝယ်ဆိုတာလည်းကိုဝါသနာပါတဲ့အလုပ်ဆိုအဆင်ပြေပါတယ်ဟုတ်ချက်ဆပြီးရောင်းနေအမှန်မှတ်မှတ်ရပြောမှဆိုချက်တိုက်ခန်းရောင်းတာပေါ့နော်45မိနစ်နဲ့ရောင်းထောက်သွားပါအဲ့ဒါတော့မှတ်တရားဟုတ်အကျိုးပေးရအောင်တော့ဒီအဲ့အကျိုးလည်းပေးတယ်ဆနာပဲလို့လူတွေကပေါ့နော်ကိုယ်ခြေသိမ်းဆွနာမယ်တခုနဲ့ယုံကြည်မှုနဲ့လာဝယ်ကြတာအဲ့ပုံမှာလည်းကိုကလည်းအဲရှင်းလုံးမှန်ကန်ပြီးတော့စားရစားလည်းမှန်ကန်တဲ့ဟာဝယ်ရောင်းတာဖြစ်တဲ့ကြောင့်မလို့အဲ့ဒီရောင်းနိုင်တော့အမြဲတမ်းတော့အပေးကြပါတယ်ဟုတ်အကျိုးပေးရမှာ ကတော့မဟုတ်ပါဘူး။အော်လေကိုကတက်ပြီးတော့အော်ပါနော်။အဲ့ဒီတော့သိမ့်မမြတ်ပါဘူး။ကိုကဆရောင်းတော့မကျွမ်းဘူးလေ။အဲ့ဒါမှ80လား100လားမသိဘူး။အဲ့ဒါမြတ်တော့အရန်မြတ်တယ်ပေါ့နော်။တည်ရမလား။အိမ်ကအိမ်ကလည်းကြိုင်နာပြီးတော့ဆိုတော့တန်တယ်ပေါ့။ငါတို့ကမြတ်သွားပြီပေါ့။ပြီးလည်းပြီးတော့အိုက်တက်ကန်ထောင်ကျော်သွားတယ်။အမဆက်ရင်ပွဲသွားပါတော့တခါလေအဲ့လိုပဲကာယောင်းတော့လည်းအဲ့လိုပါပဲကိုမလာကိုတွေ့ပြီးတော့ဟော200လောက်မြတ်တယ်ပေါ့ပြီးလည်းပြောအိုက်ကားထောင်ကျော်ပေါက်နေရပါတော့ဒီမှာအဲ့လိုမျိုးမအဲ့လိုမျိုးကိုကပြန်မဝင်တော့မရှုံးပါတော့ဝင်ရင်တော့ရှုံးပါပါတော့ကိုရောင်းတော့မှတော့မြတ်တယ်လို့လို့နေတကယ်တော့သူများစီပြန်ဝင်ကြရှုံးပါလိမ့်မယ် စီဝိုင်းတစ်ခုလုံးလို့ရှင်ပေါ့နော်ခြေကြခြေတွတ်လာကြသူများနဲ့မတူခြေကတစ်ခုခုလုံးပြီဆိုရင်အရှုံးကိုပဲရင်မှန်းတာပေါ့နော်အမျက်ဆိုတာထက်ဒီဟာကိုမှတိတ်ထောင်ရင်းလိုက်မယ်ကိုကဒီတထောင်လုံးနေကုန်သွားမယ်ရှုံးသွားမယ်နေခံရနိုင်ရှိလားပေါ့နော်အဲ့တော့အရင်တွေ့ Okay ခံနိုင်ရှိရင်တော့လုံးလိုက်တယ်ဒါပေမဲ့ခံနိုင်ရှိအောင်စိတ်ကိုခံနိုင်ရှိအောင်တော့အရှုံးကိုပဲရင်တွေးတယ် Okay ဒါတော့ခံနိုင်တယ်ဆိုတော့လုံးပေါ့နော်အမျက်တော့လည်းစာပေါ့အဲ့လိုမျိုးသဘောဟုတ်အဲ့တော့တိတ်ပြီးတော့အဲ့ဒါရောမခံစားပါဘူး။အဲ့အမှန်တော့အမြတ်ကိုအရင်တွေ့ရင်ကြာဥမာချစ်ချင်းမေတ္တာဆိုရင်တော့ ကိုကအချစ်ခံဖို့အရင်သွားရင်ရှုံးနေအဲ့တော့ကိုကအရင်ချစ်ပေးလိုက်ကိုကအရင်ချစ်ပေးလိုက်အဲ့လိုပဲဈေးရောင်းရင်လည်းကိုကပေါ့နော်ပြောရမယ်ကိုကမျက်ပုံဆိုတာထက်ကိုကဒီတီးဆောက်ရတာပေါ့နော်တီးဆောက်ရတာပုံရိပ်ကိုတီးဆောက်ရအဲ့လိုအဲ့လိုဆိုတော့ဘယ်လိုပြောရမလဲကိုကမျက်ဆိုတာဒါနဲ့ရှုံးရမယ်နဲ့ခံနိုင်ရှိလားโอเคချင်းလောက်လိုက်ဒါပဲဒါမှရှုံးတာတော့လည်းများပါတယ်เนาะအဲ့လိုမျိုးအဲ့ဒီအဲ့တော့အချိန်မှဆိုလည်းအဲ့လိုပဲကိုက အော်ဒီလူနဲ့ကြိုက်လိုက်ပါတော့။အိုကေသူနောက်ဖောက်ပြောင်းသွားရင်နေခံနိုင်ရှိလား။အိုကေရရတယ်ပေါ့။အဲအဲ့လိုဆိုရင်ကြိုက်လိုက်တာပါ။